အခုကိုလန်ခွဲမဲ့ဆိုရင်သူကတက်စွားပေါ်၄ရောက်တက်တယ်ကိုသွားမယ်၄ရောက်တက်တယ်ကိုသွားပြီးတော့ကြာတော့ဒီမှာပေးဆက်တဲ့ group ရဲ့ကိုလန်ဆိုတာလေးရွေးရမယ်ပေါ့နော်အခုကိုလန်ခွဲတယ်ဆိုတာလက်ရှိကိုရေးထားတဲ့စာကိုဟိုပါပေါ့နော်အင်းတည်ဆင်ထားတဲ့စာကိုမှကိုလန်ခွဲမှာအဲ့ဒါဆိုတော့လက်ရှိဒီထဲမှာရှိတဲ့စာကိုကိုလန်ခွဲမဲ့ဆိုရင်ဒီဘိုက်ချင်းခွဲမှာဖြစ်တဲ့အတွက်ဒီဒီဘိုက်ကိုသလက်မှတ်ထား အာပြီးတော့သမောဒီဒုတိယဘိုက်ကိုခွဲမယ်ဆိုရင်ဒုတိယဘိုက်ကိုဆက်လက်မှတ်ထားပေါ့အဓိကတော့ကိုကောလံခွဲကျင်သောစာဘိုက်ကိုဆက်လက်မှတ်ထားမယ်မှတ်ထားပြီးွားရင်းဆိုရင်ဒီမှာကောလံရဲ့ထောင်းလိုမျိုးတစ်ချက်နဲ့သူကတော့ကျတော့1 1ကောလံဆိုတော့ဒီပုံပုံမှန်အတိုင်းပဲမ2ကောလံ3ကောလံဆိုပြီးတော့2မျိုးရှိတယ်ပေါ့နော် ဲ့ဒီကွာတတိယဘုံကလန်ဘုံခွဲကျင်နေဆိုရင်သူ့ရဲ့မိုးကလန်ဆိုရယ်ပေါက်ထဲကိုပြန်သွားမှာပေါ့နော်အဲ့ဆိုမိုးကလန်ပေါက်ထဲကိုသွားလိုက်တယ်မိုးကလန်ပေါက်ထဲမှာဆိုရင်လည်းသူက2နဲ့3 ठी ပဲပါတယ်ဒါပေမဲ့ကိုကအဲ့တတိယကလန်3 ठी ပို့ခွဲကျင်နေဆိုရင်ဒီမှာနမောကလန်ဆိုရယ်ဟိုလေးရှိတယ်ဘောက်ကလေးရှိတယ်ပေါ့နော်အဲ့နမောကိုလံပေါက်လေးတဲမှာမှာဒီမှာ add arrow နှိပ်ပြီးတော့ကြာတော့မှာကိုလိုဂျန်နာဒီ preview ကိုတည်တင်လာမှာ ဟိုနမောကွန်လန်ထဲမှာပေးထားတဲ့နံပါတ်ဟိုကွန်လန်အရေးအတွက်တန်းဒီထဲမှာပြောင်းလဲသွားတယ်ပေါ့နော်ဒါပေမဲ့တခုရှိရကိုကအောက်မှာရှိရစာရွက်က A4 ပဲရှိတယ် A4 ပဲရှိနေတာဟိုမှာကွန်လန်နေအများကြီးဖွဲ့မယ်ဆိုရင်စာချောင်းလေးကတက်တေးလေးပဲပေါ်သွားမှာပေါ့နော်ဒီလိုမျိုးလေးစာစာတက်တေးလေးပဲဖြစ်သွားမှာကွန်လန်တက်တေးလေးဖြစ်သွားမှာဆိုတော့ဒီကျစာလေးတွေကကြတော့ဖတ်မရတာလို့ပါတော့အဲ့လိုမျိုးလေးဖြစ်သွားတတ်တယ်ပေါ့နော်ဒါကတော့ကြတော့ကွန်လန်ကိုဘယ်လောက်ထိခွဲချင်လဲဆိုတာခွဲလို့ရတယ်ဆိုတာကိုပြောတာ အမှကိုကအောက်က A4 size ဆိုရင်တော့ပုံမှန်ကတော့ကိုလံ3ခု4ခုအဲ့လောက်ပါပဲ4ခုဆိုရင်တော့စာနည်းနည်းသေးပါတယ်ဒါအဲ့တဲ့ပို့ပြီးတော့ကိုလံဟို A4 ဟို A3 size size တော့အမှ size size တွေအများကြီးအဲ့လိုကြီးရှိရတဲ့အမှနေခွဲမဲ့ဆိုရင်တော့ဒီကကြတော့အာဒီထဲမှာသွားပြီးတော့ကိုလိုချင်လားကိုလံ A အတွက်သတ်မှတ်မယ်ပေါ့နော်အဲ့တော့ကိုလန်ကနမောကိုလန်ထဲမှာကိုလန်ယူတဲ့ဘလောက်တိသတ်မှတ်လို့ရလဲဆိုတော့ကြတော့အမိုင်းကဘလောက်တိပေးလို့ရလဲဆိုတော့55ကိုလန်တိမိန်ပေးလို့ရတယ် ဒါပေမဲ့ကိုကကြတော့ဒီ A4 တရွက်ထဲမှာဆိုရင်45ကွာလန်ဆိုရင်ကတော့သူသုံးရတော့အဆင်မပြေဘူးပေါ့နော်။ဒါပေမဲ့သူ့ရဲ့အမိန့်ကိုပြောတာသူ့ရဲ့အမိန့်က45ကွာလန်အထိသုံးပြလို့ရတယ်။မလောလောဆယ်ကတော့ဒီ A4 တော့ A4 ပဲသုံးမှဆိုကြတော့ကွာလန်3ခုသုံးဖို့4ခုလောက်ပဲဥမာ4ခုလောက်ထားခြင်းပဲပေါ့နော်။ဒါဆိုရင်ကွာလန်4ခုကွာလန်4ခုခွာလိုက်ပြီဒီမှာ preview မှာခြင်းအဲ့တော့ဒီ column လေးခုခွဲပြီးသွားပြီဆိုရင်ဒီမှာအတူရဲ့ preview ရဲ့အပေါ်ဘက်မှာ line sequence ဆိုရရှိတယ် အဲ့လမ်းပြသွင်းလေးကိုအမှန်ချစ်ထဲလိုက်မယ်ဆိုရင်ကွန်လန်တစ်ခုနဲ့တစ်ခုကြားမှာဘောင်လေးတားပေးရတဲ့ဘောပဲဟောပေါ့နော်ခုထည့်ကြည့်မယ်ဒီဘလိုလိုင်းလေးတားပေးရတကယ်လို့အဲ့လိုင်းမတားခြင်းမို့ဆိုရင်လည်းအမှန်ချစ်ကိုဖြုတ်လို့ရတယ်ဒါတော့ကြတော့ကိုသုံးပြစင်တယ်ဟောဘောင်လေးတားထားခြင်းနဲ့ဆိုရင်ဒါလေးမှန်ချစ်ထည့်လိုက်ပေါ့နော်အဲ့တော့음 okay ဆိုပြီးပေးလိုက်မယ်ဒါတော့ကြတော့သူ့ထဲမှာရှိတဲ့လက်ရှိစာပိုက်ထဲမှာရှိတဲ့စာတွေကိုသူက၄ခုအညီနဲ့ခွဲလိုက်တာ ဲ့လိုကြတော့ကိုကအပေါ်မှာဒီစာလေးကိုဒီဒီတတိယဒီလက်ရှိကိုဆက်လက်မှတ်လိုက်တဲ့စာပိုင်းစကားစုလေးကိုဒုတိယကောလမ်မှာရွှေ့ခြင်းနဲ့အဲဒါမှမဟုတ်ဒီစာပိုင်းလေးကိုနောက်ဆုံးစာပိုင်းလေးကိုတတိယကောလမ်မှာရွှေ့နောက်ဆုံးကောလမ်မှာထားခြင်းနဲ့အဲ့ဒါကြတော့ကိုကအမင်ပေးလို့မရတော့ဘာလို့လဲဆိုတော့ သူထဲမှာရှိတဲ့ကိုယ်ဆိုင်ပြီးသားဒီလိုစာပိုက်ပုံမှာအညီမြပိုင်းခြားတာဖြစ်တဲ့အတွက်သက်ကနေပြီးအော်တိုပိုင်းခြားတာလားအဲဆိုကိုကတော့ဒီစာလေးကိုဒီဘက်ပို့ခြင်းနဲ့ဟိုစာလေးကိုဒီဘက်ပို့ခြင်းနဲ့ဆိုတော့အမိန်ပေးလို့တော့မရဘူးပေါ့နော်ဒါကကြတော့သူကသူရှိတဲ့စာလေးကိုအညီမြပိုင်းပြီးတော့လေးပိုင်းပိုင်းခြားပြကြဒီဟာရဲ့အကွာဝေးဒါရဲ့အကွာဝေးအားလုံးကိုတညီတညာနဲ့သတ်မှတ်လိုက်တာပေါ့နော်ဒါကကြတော့ကောလံအသုံးပြုတဲ့နေ့ဒါဆိုကောလံလေးကိုနောက်ထပ်ဒီကောလံကိုဒီတိုင်းတမယ်ဒုတိယစာပိုက်ကိုဆက်လက်မယ် ဒုတိယစာပိုက်ထဲကိုပဲထပ်ပြီး column ထပ်ခွဲခြင်းတည်းရဲ့ဆိုအဲ့လိုပဲ column ရဲ့ဓာတ်တို့နှိပ်ပြီးတော့ move column ကိုပြင်သွားမယ်သူ့ကိုကြာတော့ column 3ရွေးမယ်အဲ column column 3ရွေးပြီးတော့ကြာတော့အဲ့ဒီမှာဒီအောက်မှာပြည်လိုက်မယ်ဆိုရင်ဆိုတော့ဟိုဟာဘာလဲ what is space ဆိုပြီးတော့ဒီဘာလို့ရှိရဲဒီမှာ witness space အဲ့ဒီမှာမှာ what ရဲ့ဘာကိုကြည့်လိုက်မယ်ဆိုရင်1.83 1.83ဆိုကောလံ3ခုလုံးကမှာအကွာဝေးဒီအကွာဝေးက1.83ပဲနောက်က space ဒီတစ်ခုနဲ့တစ်ခုကြားရဲ့ space ကလည်း0.5 0.5ပဲအဲ့တော့ဒီကအညီမြပိုင်းခြားတယ်ဆိုတာအဲ့ဒါကိုပြောချင်တာဒီအညီမြပိုင်းခြားထားတယ်ပိုင်းခြားတာပြီးသူ့မှာတော့ line တွေကိုမရွေးထားဘူး okay လို့ပြလိုက်မယ်ဒါဆိုရင် line တွေအလဲကနေ line တွေတောင်းမပေးဘူးပေါ့နော်အဲ့တော့ဒီ server ကိုမှမူလတိုင်ပြန်ထားခြင်းနဲ့အဲ column ပြန်မခွဲ column မခွဲတော့ဘူးဆိုရင်သူ့ရဲ့ table ကိုနှိပ်ပြီးတော့ဒီမှာ1လို့တစ်ခါလဲရွေးရင်လည်းရတယ်သုံးမဟုတ်စနောင်းကဘိုး column ပေါက်တွေကနေသွားပြီးတော့ဒီမှာ1လို့ရွေးရင်လည်းရတယ် အလားပို့ပေးခြင်းနဲ့ကိုအစဉ်ပြေတဲ့ဟာကိုသွားပြီးတော့အသုံးပြုပေါ့နော်အခုဒီဟာလေးကိုမှထပ်ပြီးတော့ဒီအပေါ်မှာကော်လံတွေကညီမြဒီပိုင်းချထားတယ်ဒါမဲ့ကိုကကော်လံပထမကော်လံကိုဘလောက်ကျဲခြင်းနဲ့ဒုတိယကော်လံကိုဘလောက်ကျဲခြင်းနဲ့ကိုလိုအဲ့လိုမျိုးအမိန်ပေးခြင်းနဲ့ဆိုရင်တော့အာမိုးကော်လံနဲ့ကိုပြန်သွားပြီးတော့ကျတော့ကော်လံ၃ခုထားမယ်ဒီ awareness base ကိုထိတ်တဲ့ပြင်ခြင်းနဲ့ဆိုရင် အောက်က equal column ဝင်ဆိုရလေအမှန်တည်းဖြုတ်ပေးရမယ် ဒီကွဲကွန်လန်ဝိဆိုအမှန်တည်းပြောလို့မှဒါလေးနဲ့အက်ဒစ်ဖြစ်လာဒီမှာဆိုအမှန်တည်းထည့်ထားမယ်သူ့ကိုလော့ပြထားတဲ့ပုံစံမျိုးပေါ့ဒီမှာဆိုရင်အောက်ကနေရအက်ဒစ်မဖြစ်ဘူးသူ့ကိုသွားပြီးပြင်လို့မရဒါကိုအမှန်တည်းပြောလိုက်မှသူတို့တွေကဒီမှာအဲစိတ်ကြိုက်ပြင်လို့ရတယ်ပေါ့ဥမာပထမကွန်လန်ကိုမှသူကနှစ်လက်မှထားမယ်နှစ်လက်မှထားပြီးတော့ကျတော့ space မှာဆိုရင် point 2ထားမယ်နောက်ဒုတိယကွန်လန်မှာဆိုတော့တစ်လက်မှပဲထားမယ် လက်မှတ်ဝယ်ထားပြီးတော့သူနောက်ထပ်ဒုတိယ column နဲ့နောက်ဆုံး column ရဲ့ကြားမှာဆို point 3ထားမယ်။ point 3ထားပြီးတော့ကျန်တဲ့နောက်ဆုံး column ကိုကြားတော့သူ့ရဲ့ကျန်တဲ့အစိပ်ပိုင်းအကုန်လုံးထားမှာဖြစ်တဲ့အတွက်သူ့ကိုကြားတော့မဟိုမှာဖြစ်တော့ဘူးမပြောင်းတော့ဘူးပေါ့နော်။အဲတော့ဒီလိုမျိုးသိကျရေးပြရမယ်ဆိုရင်အဲအလုံး okay ဆိုပြီးတော့ပေးလိုက် live space မထားတော့ဘူးပေါ့နော် live space မရွေးတော့ဘူး okay လို့ရွေးလိုက်အဲ့တော့ဒီမှာကြည့်လိုက်မယ်ဆိုရင်ဒီ column ရဲ့ အကွာဝင်းကနှစ်လက်မအရွယ်စား तू ကတစ်လက်မအရွယ်စား तू ကကြတော့နှစ်လက်မခွဲပေါ့နော်အဲ့ဒါဒါကကြတော့ကိုကအဲဒီလက်ရှိတစ်လက်မထားတဲ့ဒီစာပိုက်လက်ရှိရှိတဲ့စာပိုက်ကိုမှကိုကကွန်လန်ကိုအဲအရွယ်စားမတူအောင်ပိုင်းခြားတဲ့သဘောပေါ့နော်အဲ့ဒါအဲ့လိုပိုင်းခြားမယ်ဆိုရင်ခုနပြောရဲဒီဟာလေးကိုအမှန်တည့်ဖြုတ်တာမှာကိုလိုသလိုပြောင်းလို့ရမယ်အဲဥပမာသူ့ကိုကြတော့1.5ထားခြင်းပဲပေါ့အဲဆိုရင်အောက်ကလည်း1.5ဖြစ်သွားတယ် ့ sorry 2.5ကျော်ပါမှာခုနက3ဆိုတာတလားအဲ့ဒါမကျော်နည်း okay ပေါ့ဒါမို့လဲအဲ့ဒါကလက်ရှိရှိတဲ့စာကိုပိုင်းခြားတာအဒီတစ်ခါကျတော့အခုဒီဟာကိုမူလတိုင်ပြန်ထားလိုက်ပဲ1 column ဒီတစ်ခါကျတော့ဘယ်လိုမျိုးလုပ်မှာအောင်ဆိုတော့ဒီအောက်မှာရှိရဲ့စာကို column အရင်ခွဲမှာအခုဒီပေါ်မှာကာစာချလိုက်မယ်ဆိုရင်မှာ column ၄ခုဒီမှာကာစာချလိုက်မယ်ဆိုရင်ပေးတဲ့ပုံမှာတစ်ချက်ကြည့်ပေါ့နော် ဒီမှာကစားချမယ်ဆိုရင်အပေါ်ဘက်မှာဆိုရင် column အပိုင်း၄ဘိုင်းရှိတယ်ဒီမှာကစားချနိုင်မယ်ဆိုရင်သူက1 column ဖြစ်လို့ဆိုစာပိုင်းပုံစံမျိုးပဲဒါဆိုရင်လည်း1 column စာပြင်နာရီတစ်မျက်နှာလုံးပဲပေါ့နော်အခုဒီဒီအောက်မှာကစားချပြီးတော့ကိုကဘယ်လိုလုပ်ရှင်တာလဲဒီပေါ်မှာ column တွေအရင်ပိုင်းချမယ်ပြီးမှစာတွေရိုက်မယ်ပေါ့နော် column တွေကိုအရင်ပိုင်းချဖို့ရအတွက်ကကြတော့အခုဒီမှာကစားလေးချပြီးတော့ကြတော့ဒီထဲကနေပြီးတော့ column 3 column 2သို့မဟုတ် column 3ဆိုပြီးရွေးလိုက်မယ် အဲဘယ်လိုဖြစ်သွားလဲဆိုသူ့ရဲ့အပေါ်က survive ကြီးကွဲသွားမှာလာကိုကလိုချင်တာအပေါ်က survive ကိုမခွဲချင်ဘူးအောက်မှာဒီကာစာလေးရှိနေတဲ့ကာစာလေးနေရာကနေစပြီးတော့အပိုင်ပိုင်ချချင်တာအဲ့လိုပိုင်ချချင်တာဖြစ်တဲ့အတွက်အဲသူ့ကိုအမိန်ချုပ်ခုပေးမယ်ဒီတိုင်းကိုကကာစာအောက်မှာချချပြီးသွားပြီဆိုကော်လန်နေ2သုံးမို့3လို့ရွေးလိုက်တာနဲ့သူကဟို auto ဖြစ်မလာဘူးပေါ့နော်အဲ့ဒါကြောင့်မူလတိုင်းပြန်ထားမယ်1ကော်လန်အဲ့တော့ ကိုကအရင်ကိုလန်ခွဲပြီးမှစာရိုက်တော့မယ်ဆိုရင်ကိုလန်ခွဲဖို့ရအတွက်ကလက်ရှိကစားကိုစာပိုက်ရဲ့နောက်ဆုံးကိုထားပေးရမယ်။သူကကစားအောက်ကိုမထားရအောင်လက်ရှိကစားကိုစာပိုက်ရဲ့နောက်မှာထားပေးရမယ်။ထားပေးပြီးသွားပြီဆိုရင်ဒီမှာဟိုပေးဆက်တဲ့ group ထဲမှာပဲကိုလန်ရဲ့ညာဘက်မှာရှိရဲ break ဆိုတာရှိတယ်။အန်ဒါလေးကနည်းနည်းလေးတခြားလေးနည်းနည်းပြန်တခြားလေးလိုက်ကြည့်ပေးပါတော့နည်းနည်းလေးရှုပ်တယ်သူက။အဲ့တော့ ဟို bracing down တော့နှိပ်ပြောကြတော့ဘယ်လိုသွားမှလဲဆိုပထမဆုံးကစာပိုင်းရဲ့နောက်ဆုံးကိုကစားထားမယ်နော်သုံးမဟုတ်စာမစာလုံးဝမရှိဘဲနဲ့စာမျက်နှာရှိနေရဆိုရင်လည်းဒီလိုဆာမင်နာအလွတ်မှထားမယ်ဆိုရင်လည်းပထမဆန်းစားခြင်းကစားကစားချထားတဲ့အတိုင်းလေးပဲထားမယ်ပေါ့နော်အခုကကြတော့အပေါ်မှာစာနေရှိတယ်အောက်မှာကကြတော့ကော်လံခွဲမှာဖြစ်တဲ့အတွက်လက်ရှိစာရဲ့နောက်ကိုကစားချထားပြရမှာဒီအမင်းရကြပေါ့နော်အဲဆို break ကိုနှိပ်မယ် break ကနေပြီးဘယ်လိုသွားမှလဲဆိုတော့ continue ဆိုပြမယ် ပရမဆုံး bridge ကိုနှိပ်ပြီး container ကိုနှိပ်လိုက်မယ်။နှိပ်လိုက်တဲ့အချိန်ဒီမှာကန်စားအောက်ကိုကျသွားပြီ။အဲ့အချိန်မှာလုံးဝအဲ့ကန်စားကိုတခြားနေရာရွှေ့ရည်ပိုင်းမောက်ကိုမကလစ်တော့ဘူးဒီတိုင်းပဲထားမယ်။ထားပြီးသွားပြီဆိုရင်ဘယ်ဟုတ်သွားမှလဲဆိုကြတော့ column နဲ့နေပြီးတော့ column 2လား column 3လားထိတ်ကြိုက်ရွေးမယ်။အခု column 3လို့ရွေးလိုက်မယ်။ရွေးလိုက်တာနဲ့ပေးနာမမတစ်ချက်တိလိုက်ဒီမှာ column 3ကိုပိုင်းချသွားပြီ။ဒါမဲ့အပေါ်ကစာလိုက်လာလေးသာဆိုလိုက်မလာတော့။လက်ရှိဒီမှာကန်စားလေး အေးခုရှိနေတဲ့နေရာမှာပဲဥမာစာရိုက်မယ်ပေါ့ဒါတော့အလွယ်ရလိုက်တော့နော်အဲဒီစာလေးရိုက်ပြီးသွားပြီဆိုရင်ခုဒါကပထမ column ဒုတိယ column ကိုမှထပ်ပြီးတော့ဒုတိယ column ကိုစာရိုက်ရှင်လား ကစားလေးကိုပြပြစီကကွန်လန်ကိုရွှေ့ဝါကျင်တာရွှေ့ဝါကျင်နေဆိုရင်ဘယ်ကိုသွားမှလဲဆိုတော့ခုန break ကိုပြန်သွားမယ်ခုန break ကိုပြန်သွားပြီးတော့အဲ break ကနေပြီးတော့ဘာအတွင်းမှလဲဆိုတော့အပေါ်ကဘောက်ထဲမှာရှိရယ်ကွန်လန်ကွန်လန်ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်တာနဲ့ဒီမှာပုံစံလေးအပြားထားဒီကနေဒီဘက်ကိုကစားရွှေ့မယ်ဆိုပုံစံလေးပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်တာနဲ့ဒီမှာကစားလေးကဒုတိယကွန်လန်မှာရောက်သွားပြီဒုတိယကွန်လန်မှာအဲ့လိုပဲဆက်ဆက်ရရမှာကိုလိုချင်သလောက်စာရင်းတွေအတွက်ဒီဆက်ရရပေါ့နော် အဲ့တော့ Jive Wi-Fi ဆိုရင်တခါဒီနောက်ဆုံးဒုတိယကွန်လန်နေပြီးတတိယကွန်လန်ကိုရွှေ့ချင်တယ်ဆိုတော့အဲ့လိုပဲ bridge ကနေပြီးတော့ကြတော့ဒီမှာကွန်လန်ဆိုပြီးတော့ဆက်သွားပြရမယ်ဆက်သွားပြရင်ဒီမှာကာဆာလေးကကွန်လန်3မှာရောက်သွားမယ်အဲ့တော့ဒီမှာကွန်လန်1နဲ့ကွန်လန်2မှာဒီလောက်စာရိုက်မယ်ကွန်လန်3မှာဒီလောက်ထိပဲရိုက်ချင်တယ်နောက်ထပ်ဆက်ပြီးတော့စာမရိုက်ချင်တော့ဘူးဆိုတော့ဒီတိုင်းပဲရက်တာပေါ့နော်အဲ့တော့သူကကိုယ်တိုင်ကိုစာမရိုက်ခင်မှာအရင်ကွန်လန်ခွဲပြီးတော့ ဟိုရင်းကော်လံခွဲပြီးစာတွေရိုက်မယ်ဆိုရင်ကိုကဒီစာပိုက်ထဲမှာဒီစာမလို့ခြင်းမှုဆိုရင်ဖြတ်ပြလို့ရတယ်။ဥပမာဒီဒီဘက်ကော်ကော်လံမှာဆိုရင်လည်းအဲ့လိုပဲဒီစာတွေမလို့ခြင်းမှုဆိုရင်မထည့်ပဲနဲ့ရတယ်။အဲ့တော့ကိုကစိတ်ကြိုက်စာတွေဖန်ပြီးလို့ရတယ်ပေါ့ပြောချင်တာကတော့ဒီလိုမျိုးကော်လံတွေအရင်ခွဲပြီးစာရိုက်ခြင်းအပြင်ကအဲကိုလိုချင်တဲ့စာတွေကိုကိုကိုထားချင်တဲ့ကော်လံထဲမှာရိုက်လို့ရတယ်။အဲ့လိုရိုက်လို့ပြီးွားပြီဆိုရင်ဒီစာကို အဲဒီခုဥမာပေါ့နော်ကွာအနာခေါက်ခေါက်ပြီးသွားမယ်ဆိုရင်အနာခေါက်တယ်ဆိုဒီကော်လန်ရဲ့အောက်မှာပဲအနာကွန်ဝါမှာတကယ်ကြကိုကနောက်ထပ်ကော်လန်ကိုမခွဲတော့ဘူးနောက်တနေ့ကျစာရင်ပဲရိုက်တော့မယ်ဆိုရင်ဒီတိုင်းပဲကစားထားတဲ့အတိုင်းပဲပထမကသွားတယ်လို့ပဲ bridge ကနေပြီးတော့ container ကိုပြန်သွားပေးရမယ် container လို့ပြန်သွားလိုက်တာနဲ့ဒီမှာကစားဒီမှာရောက်သွားရင်နော် အောက်ဆုံးမှာရောက်သွားရင်အဲ့ရောက်သွားတဲ့အချိန်မှာကော်လန်ကိုဝမ်းပြန်ထားပေးရမယ်ဝမ်းပြန်ထားပေးပြီးဆိုမှမှ ိုင်းလောက်ပဲထားလိုက်။ဒီမှာ1ပြန်ထားလိုက်တယ်ဆိုတော့ဒါဆိုင်ရိုက်လိုက်တယ်ပေါ့။ဒါတော့မရိုက်တော့ပဲလို့ခေါ်လိုက်တာ။အဲ့တော့ဒီမှာဆိုင်ရိုက်လိုက်တယ်ဆိုရင်ဒီလက်ရှိသူ့ရဲ့အပေါ်မှာက3ခုခွဲပြီးရိုက်ထားတယ်။ပြီးတော့3ခုပြီးလို့ column 3ခုရိုက်ပြီးလို့နောက်ဆုံးမှာကစားချထားပြီးတဲ့အချိန်မှာအောက်ကိုဆက်သွားဖို့ရအတွက်ကကြတော့ခုနပြောတဲ့ break ကနေ container ကိုသွားရမယ်။သွားပြီးပြီးဆိုမှ column ကို1 column ထားပြီးတော့စတယ်ထည့်ရိုက်မှာပေါ့နော်။အဲ့ပုံစံမျိုးသွားပြရမှာ။အဲ့ဒါကကြတော့ ဟိုမှာစာပိုက်စာပိုက်တွေထဲမှာစာပိုက်လည်းရိုက်မယ်ပြီးရင်ကွန်လန်လည်းခွက်မယ်တခါနောက်တစ်ခုဒီခါဒီဟာဟိုမှာထပ်ပြီးတော့ဒီအောင်မှာထပ်ပြီးတော့ကွန်လန်ခွဲထားအဲကောစာတွေရိုက်ထားတယ်အဲ့စာတွေအောက်မှာတခါစာပိုက်ကွန်လန်နှစ်ခုထပ်ခွဲခြင်းတယ်ကိုယ်လည်းငခုထက်ခွဲကျင်နေဆိုလည်းအဲ့လိုပဲခုနပထမနေ့တိုင်းပဲပြန်သွားပြရမယ်။ကာဆာကိုလက်ရှိဆိုင်ရနောက်တော့ဒါ WWE ဆိုရင် ဒီမှာ brace ကနေပြီးတော့ container ကိုယွေအမှကန်ဆာအောက်ဘက်ကိုကျသွားပြီကျသွားတဲ့အချိန်မှာ column နဲ့ကနေဒီ column ကိုယွေဒီထဲမှာကျတော့ဒီတစ်ခါကျတော့အလဲကောင် line လေးထားခြင်းနေဆိုရင် move column နဲ့ကနေပြီးတော့ဒီမှာ line between လေးထည့်ဖို့ရအတွက် line between လေးကိုအမှန်ကျစ်သွားထည့်ပြီး okay အဲ့တော့ okay ပြီးပြီဆိုဒီမှာစာရေးပေါ့နော်ဒါတော့အခုစာอืมอ่าก็ 白内衣来的。 ခုဒီစာလေးကိုဒုတိယကော်လံအောင်ရွှေ့မယ်တခါလေးကျတော့ကိုကလူကျင်တာစာဒီလောက်ပဲခုနကကော်လံပေါင်းကြီးကအရှိဖြစ်နေတဲ့ဟာကိုပြောကျင်တာဆိုတော့ဒီဟာလေးကိုကာဆောင်ဒုတိယဒုတိယရုံရွှေ့ဖို့ရတဲ့ bridge ကနေပြီးတော့ကော်လံဆိုကျွေးလိုက်ယူလိုက်ပြီးတော့ကြတော့ဒီမှာစာရေးအဲ့ဒါကဘာလို့ဒီမှာအောက်မှာဆိုရင်ကော်လံကြီးဟိုလိုင်းကြီးကဘာလို့ရှိနေရလဲဆိုတော့ပထမဆုံးက bridge မှာရေးတာ ဒီမှာဒီမှာကစားအန်းသားတွေအများကြီးဖြစ်သွားလို့ဒီမှာယူလိုက်တဲ့အချိန်မှာနောက်ဆုံးကိုဖလမ်းမန်ဒီလိုမှတ်ကြည့်ပေါ့နော်ဒီကိုလန်ဒီဘောင်ကြီးကဘာကြောင့်ရှိနေရလဲစားလည်းမရှိဘူးဆိုရင်အဲဆိုရင်ဒီကိုလန်တစ်ခုလုံးဆလမ်းမန်ဒီဘက်မှာဆိုရင်ဒီမှာအမ်ဘယ်လိုပြောရမလဲဆိုအန်းသားအခြေအတွက်ပြောရမှာပေါ့နော်အဲတော့သူကဒီမှာစားရှိရဲဆိုရင်အထင်နဲ့ဒီ line ကရှည်သွားတာအဲဒီနောက်ဆုံးကိုလန်ကိုကစားချကစားချပြီးသွားပြီဆိုရင်ဒီမှာ စပင်းနှိပ်ပြီးတော့ပြန်ဖြတ်သွားပါတော့။အဲဆိုရင်ကိုလိုချင်တဲ့ကိုရေးထားတဲ့စာရက်စာလောက်မှာပဲသူကကြတော့ line letter ပေးသွားတယ်။ဟောလေတော့ကောလမ်မှာဆိုရင်ပထမကွာစာရေးရိုက်မယ်ပြီးရင်ကောလမ်ခွဲလို့ရတယ်။ပြီးသွားပြီဆိုတော့တစ်ခါစာရေးထပ်ရိုက်ပြီးတော့နောက်ထပ်ကောလမ်လေးပြန်ခွဲလို့ရတယ်။အဲ့ကောလမ်လေးခြားထဲမှာလည်းအဲအလဲအလဲက line ပြုံလေးထားလို့ရတယ်ပေါ့နော်။ဒါကကြတော့ကောလမ်သုံးယူတဲ့နည်း